People's Press ရဲ့နိုင်ငံတကာသတင်းအစီအစဉ်ပါ April 18ရက်နေ့မှာနားဆင်ရမယ့်သတင်းတွေက Trump ရဲ့ဗဟိုအစိုးရကို California ပြည်နယ်အစိုးရတရားစွဲတဲ့သတင်းနဲ့နှစ်နာရီကြာခရီးကို10မိနစ်ပဲကြာမြင့်တော့မဲ့တရုတ်ရဲ့ကမ္ဘာအမြင့်ဆုံးတရားအကြောင်းကိုပြောပြသွားမှာဖြစ်ပါရယ်ရှင်။ပြည်ပသွင်းကုန်အခွန်အခတွေမြင့်တင်နေတဲ့သမ္မတ Trump ကိုစန့်ကျင်တဲ့အနေနဲ့ California ပြည်နယ်အစိုးရက American Federal အစိုးရကိုတရားစွဲဆိုလိုက်ပါရယ်။ ထရမ့်ဟာတမရဖြစ်လာကြတဲ့ကပြည်ပသွင်းကုန်တွေအပေါ်အခွန်စည်းကြတဲ့မူဝါဒတွေကိုအမျိုးမျိုးပြောင်းလဲတတ်မှတ်နေတာကြောင့်နိုင်ငံတကာဈေးကွက်မှာမငြိမ်သက်မှုတွေဖြစ်ပေါ်လာပါတယ်။ April 16ရက်နေ့မှာတော့ California ဟာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး Trump ရဲ့ Federal အစိုးရကိုတရားစွဲဆိုတဲ့ပထမဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။ပြည်နယ်အုပ်ချုပ်ရေးမှုနဲ့ပြည်နယ်ရှင်းနေချုပ်တို့က Trump ဟာအခုလိုမျိုးကုန်သွယ်ကုန်စည်းကြမှုတွေကိုလှုပ်ချင်ရလှုပ်နေဖို့အခွင့်အာဏာမရှိဘူးလို့ပြောပါတယ်။ဒီတရားစွဲဆိုမှုဟာ ပြပကုံသွဲကွန်တွေကိုပြောင်းလဲမြင့်တင်နေတဲ့ Trump ရဲ့မူဝါဒပိုင်းအတွက်တရားရှိအရာအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။ Trump လုံနေတာတွေဟာနိုင်ငံတနိုင်ငံအတွက်အစိုးတကအစိုးဆုံးလုပ်ရမျိုးလို့ California ပြည်နယ်အုပ်ချုပ်ရေးမှူး Newsom ကပြောပါတယ်။ခေတ်သစ် American သမိုင်းမှာအခုလောက်ဆိုးရွားတဲ့ကိုကိုကိုဖျက်ဆီးမှုမျိုးမမြင်ဘူးလို့လဲသူကဝေဖန်ခဲ့ပါတယ်။ ဒါကထရမ့်ရဲ့မတည်ငြိမ်တဲ့အခွန်မူဝါဒတွေကြောင့် American အပါအဝင်ကမ္ဘာရှယ်ယာဈေးကွက်တစ်ခုလုံးမှာထိခိုက်ကျဆင်းမှုတွေဖြစ်လာတာကုန်သွယ်ရေးနဲ့စီးပွားရေးအနာဂတ်မရေမယားဖြစ်မှုကြီးလာတာတွေကို Newsom ကရှင်းညွှန်းခဲ့တာဖြစ်ပါတယ်ကယ်လီဖိုးနီးယားပြည်နယ်မှာလူဦးရေသန်း40လောက်နေထိုင်ပြီး American တနိုင်ငံလုံး GDP ရဲ့14ရာခိုင်နှုန်းလောက်ခွဲတန်းရှိနေပါတယ်ဒါကြောင့်ကယ်လီဖိုးနီးယားပြည်နယ်ဟာ Trump ရဲ့အခွန်မူဝါဒတွေကြောင့်နိုင်ငံစီးပွားရေးထိခိုက်မှုတွေကြုံလာရင် အထူးခိုက်ဆုံးခံစားရမယ့်ပြည်နယ်တစ်ခုဖြစ်လာနိုင်ကြောင်းစီးပွားရေးပညာရှင်တွေကခန့်မှန်းထားပါတယ်။တကယ်လို့အမေရိကန်ရဲ့ပြည်နယ်တစ်ခုအနေနဲ့မဟုတ်ပဲနိုင်ငံတစ်ခုအနေနဲ့ယက်တည်မယ်ဆိုရင်ကယ်လီဖိုးနီးယားကကမ္ဘာပေါ်မှာစီးပွားရေးအင်အားပစ္စမအတောင့်တင်းဆုံးနိုင်ငံဖြစ်နေမှာပါ။ပြည်နယ်ရှင်းနေချုပ်ကတော့ဒီတရားစွဲဆိုမှုဟာအမေရိကန်အစိုးရကဖွဲ့စည်းပုံဥပဒေကိုအတိအကျလိုက်နာဖို့တရားရုံးစီလျှောက်ထားတောင်းဆိုတဲ့အတိတ်ပဲသာဖြစ်ကြောင်းသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ဒါအပြင်သမ္မတထရမ့်ရဲ့လုပ်ပုံကိုင်ပုံတွေက ဥပဒေအထက်ကိုရောက်နေသလိုဖြစ်မနေဘူးလားလို့ပါပြည်내ရှင်းနေချုပ်ကမေးခွန်းထုတ်သွားခဲ့ပါတယ်။အင်ဖြူတော်ပြောရေးဆိုခွင့်ရအရာရှိတယောက်ကတော့ကယ်လီဖိုးနီးယားပြည်내အစိုးရရဲ့တရားစွဲဆိုမှုကအခြေအမြစ်မရှိဘူးလို့တုံ့ပြန်ပါတယ်။ကယ်လီဖိုးနီးယားမှာဒူစီယိုင်မှုတွေစင်းရဲကြက်တဲမှုတွေနဲ့ရုန်းကန်နေရတာကိုအာရုံစိုက်မဲ့အစားပြည်내အစိုးရဟာအမေရိကန်ရဲ့ကုန်သွယ်ရေးလုံခြုံရေးပြမှုပြဿနာကိုဖြေရှင်းဖို့ သမ္မတထရမ့်ရဲ့အားထုတ်မှုတွေကိုပိတ်ပင်ဖို့အချိန်ဖြုန်းနေတယ်လို့အဲ့ဒီအရာရှိကဆွဆွဲသွားခဲ့ပါတယ်ရှင်။တရုတ်မှာအသက်တီးဆောက်နေတဲ့ကမ္ဘာအမြင့်ဆုံးတံတားဟာပုံမှန်နှစ်နာရီကြာအောင်သွားရတဲ့ခရီးကိုတမိနစ်ထဲနဲ့ရောက်ရှိစေမယ်လို့ကြွေးကြော်ထားပါတယ်။ကွေကျိုးပြည်နယ်မှာရှိတဲ့ဟွာဂျီအန်ရှိုကြီးကိုဖြတ်တန်းပြီးဖောက်လုထားတဲ့တံတားဟာအောက်ဘက်မှာစီးဆင်းနေတဲ့မြစ်ရဲ့အထက်2050ဒပေအမြင့်မှာတည်ရှိပါတယ်။ဂျွန်လာမှာဖွင့်လှစ်ဖို့ရည်ရွယ်ထားတဲ့ဟွာဂျီအန်တံတားအသစ်ဟာ တရုတ်ရဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးစီမံကိန်းတွေကိုမြင်သာစေတဲ့ပုံရိပ်တစ်ခုလို့လဲပြောလို့ရပါတယ်တရားကြီးတည်ရှိတဲ့ကွေကျိုးပြည်နယ်ဟာတောင်ထူထပ်ပြီးမြေပြင်အနေအထားကအရန်ရှုပ်ထွေးတဲ့အခြေအနေမျိုးပါဟွာဂျီအန်ရှိုဂျီကတော့ကပတ်အပ်ကွဲကြောင်ကြီးလို့တင်စားခံရလောက်အောင်ကျေပြန့်ကြီးမားပါတယ်ပုံမှန်ဆိုရင်ကျောက်ရဲ့ဟိုဘက်ဒီဘက်ကိုကူးဖို့အတွက်ကားတွေဟာရှုပ်ထွေးပြီးရှေ့လျတဲ့တောင်စင်းတောင်တက်လမ်းတွေကိုနှစ်နာရီကြာဖြတ်သန်းမောင်းနှင်ဖို့လိုပါတယ် ဒါပေမဲ့ပေပေါင်း6500နီးပါးအထိရှိတဲ့ကျိုးတရာကြီးပြီးစီသွားရင်တော့အဲ့ဒီခရီးကတမီးနှစ်သားကြာတော့မယ်လို့တရုတ်အစိုးရမီဒီယာတွေကညွှန်ဆိုထားပါတယ်။အခုအခါမှာတော့တရားရဲ့တိဆောက်မှုအားလုံးက65ရာခိုင်နှုန်းပြီးစီနေပါပြီ။ဒါကြောင့်2025ခုနှစ်ဒုတိယနှစ်ဝက်လောက်မှာဖွင့်လှစ်နိုင်ဖို့မျှော်လင့်ထားကြောင်းသိရတာပါ။ကမ္ဘာပေါ်မှာအမြင့်ဆုံးလို့သတ်မှတ်ခံထားရတဲ့တရားအဆင့်တရာတွေကထက်ဝက်လောက်ဟာလဲကွေကျိုးပြည်နယ်ထဲမှာတည်ရှိနေတာလို့သိရပါတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်